တရားဆောင်ယူတော်မူတယ်ပညာလေးလာလိုက်ဆောင်မူတယ်အဖေမမီပါဝန်ခံပါတယ်ဖေလာပြီးရင်ပို့ပြီးတော့ကျွန်တော်လည်းအောင်မြင်ပါပါအခုတော့ကွာဒီလောက်တန်းအတန်းအောင်ပေါ့ဒီလောက်ပဲရတာငယ်လေးကဒီခေတ်ဒီခေတ်ဗီဇာအခြေခံဗီဇာကိုအဖေအပြင်းထန်ဆုံးပါပဲအဖေကျေးဇူးကြောင့်ညီကျော်ထူးတာလို့ဖြစ်လာတယ်အဖေကျေးဇူးကြောင့်ပဲအခုတက်လိုက်တာနေဟင်းဆိုမျိုးဆက် ခံစားရင်းနဲ့သူတို့ကြတော့ပိုစမ်းသစ်သွားပြီအဲ့တည်းအင်မတန်တော့မန္တာပီတိဖြစ်ပါလေအဖေကိုလည်းတရိရပါနာရဲကဝါရံရင်သိပါကဝါရံရင်သိတော့မယ်ကဝါဆိုပါကဝါဆိုရှင်းနဲ့၃ညနဲ့ပေါ့ရှင်းနဲ့၃ညလို့အဲ့လိုပြောခဲ့နောက်ပြီးငါကြောက်ကယောဂဖြစ်နေတာဟဲ့မင်းမင်းမင်းတို့အမေနဲ့ရပြီးကြငါကြောက်ကယောဂဖြစ်ဟာလာအဖေဘာလို့နေလို့ကောင်းလားဘလို့ဖြစ်လဲငါ

။တတိယမျိုးဆက်ကဥထုဒါရဲ့ပမီလေးတယောက်ရှိတယ်။သူကတော့အခုဆယ်တန်းအောင်နဲ့ဘန်ကောက်မှာတက်ကတူတက်နေတယ်။မျိုးဆက်ရှိတယ်။ဒုတိယအကိုကိုမမောင်ဆိုရင်ကျော်လီစုံနဲ့သားများကိုထူထောင်ပေးတဲ့ကိုမမောင်ဆိုရဲ့သားကတော့အောင်မြင်နေပါပြီ။ဒါရိုက်တာနေဟင်းဆိုတာရုပ်ရှင်ကားကြီးတကားပဲရိုက်နေတယ်သူကနေဟင်းကဟိုခါလုံးမိုးဆိုတာနေတို့တို့နဲ့ မနစ်ကဟုတ်ကဲ့သူ nomination director nomination အတူဝင်သွားတယ်ဟုတ်ကဲ့ PD ကတော့တော်တော်လေးကိုဂျင်းတ် PD ဖြစ်ပါတယ်ဘာဘာကြောင့်ဆိုအဖေကိုလည်းတတိရတယ်အဖေကသားတွေကိုဖြစ်စေခြင်းသလိုမိမိကလေးဘွားတွေကလည်းသူခြီးပြီးတော့ဒီကပီးတွေကိုထည့်ရိုက်တယ်အဖေရဲ့လူပညာဗီဇာစွမ်းအားကိုတော့ကျွန်တော်တို့မမီဘူးပေါ့ရှင်းပြောရင်ဒီအားပေါ့အားလိုလွယ်လွယ်ပြောရင်တော့ ိုးထားတယ်ပိုးပါတယ်လို့ပြောတာအဲ့တော့ဗီဇာဗီဇာအခြေခံဗီဇာကိုအဖေအပြင်းထန်ဆုံးပါပဲအဖေဂျေဇူးကြောင့်ညီကျော်ထူတာလို့ဖြစ်လာတယ်အဖေဂျေဇူးကြောင့်မယ်အခုတလိုက်တာနေဟင်းဆိုပြိုးဆက်ခံစားရင်းနဲ့သူတို့ကြတော့ပိုးစမ်းသစ်သွားပြီကျွန်တော်တို့ကကျွန်တော်တို့နဲ့ update ဖြစ်သွားပြီကျွန်တော်တို့တဲ့ထိုးပေါက်နိုင်ကြတယ်အဲ့အတွက်အင်မတန်ဝမ်းသာပီတိဖြစ်ပါတယ်အဖေကိုလည်းတရိပ်ရပါတယ်အဖေကတော့ရုပ်ရှင်ကားကြီးပေါင်းတရာကျော်ပါပဲ အဖေတို့ကတော့တော်တော်အခက်များတယ်ဟိုရှေ့ဘိုင်းတို့ကဆိုရင် main character အပြိုင်မယ်ပြီးရင်သူပိုင်သူလူရှင်တော့ဆိုပေမဲ့တချင်းတပုတ်တပုတ်သူဆိုရတယ်အဲ့မှာတက်တက်ကျွန်တော်တချင်းဆိုတော့ bull style နဲ့ bull တိုင်းနဲ့အဖေတို့လည်းကျွန်တော်မမီပါဘူးမမီဆိုအမှုပညာမမီဘူးအမှုပညာမမီဘူးကျန်တဲ့တရုတ်ဆောင်ယူတော်မှုတွေ ပညာလေ့လာလိုက်ဆောင်မှုတွေအဖေမမီပါဝန်ခံပါလေဖေးလောက်ပြီးရင်ပို့ပြီးတော့ကျွန်တော်လည်းအောင်မြင်ပါပါအခုတော့ဟိုကဒီလောက်တန်းအတန်းအောင်ပေါ့ဒီလောက်ပဲရတော့ရန်ရရာရဲ့ဆွေးပါ80မှာခင်ဗျအသက်80ရပါတယ်ဟုတ်ကဲ့နားလေကဝရောင်ရင်သေးပါကဝရောင်ရင်သေးတော့မယ်ကဝဆိုပါကဝဆို၈နဲ့၃ညနဲ့ပေါ့ရှင်းတဲ့တုံညာလို့အဲ့လိုပြောခဲ့ နောက်ပြီးငါကြောက်ကယောဂဖြစ်နေတာလေမင်းမင်းမင်းတို့အမေနဲ့ရပြီးကြငါကြောက်ကယောဂဖြစ်တာဟာလားအဖေဘာလို့ဘလို့နေလို့ကောင်းလားဘလို့ဖြစ်လားငါငါမင်းတို့အမေကိုကြောက်ကြောက်နဲ့ကတ်နေရတာပါအဲ့ဒါကြောက်ကယောဂဖြစ်တာတကယ်လည်းအဖေစကွယ်လုံးစုံပါသွားတယ်ကြောက်ကယောဂနဲ့ပါလားကိုင်းနေအစာများပြီးတော့ကိုင်းကသူကကိုင်းတရိတ်သိမ့်မထွေးထုတ်တာမြို့မြို့ချတော့ကြာတော့ကြောက်ကတည်းကထုံးနေကြောက်တည်းတည်းပြီးတော့ကြောက်ကယောဂနဲ့ပဲအသက်80ဆမှာကွယ်လွန်သွားပါတယ် အခု55နှစ်ပေါ့အဖေရှိ65နှစ်ရှိပါပြီ